အတန်နေဟစ်អော်ပြီးတော့နော်အမျိုးစုံអော်ပြီးတော့ဆင်မကြီးရဲ့ဇာတိမှန်နှိုးချွာလောက်အောင်ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့နှိုးထနေတဲ့အချိန်ဒီဇာတိမှန်အားတွေတိုးထားလိုက်ဖို့ဆင်မကြီးကဒီအားတွေငါ့ကိုတုံးနေတဲ့လူတွေကငါ့ရဲ့ဇာတိမှန်အင်အားကိုထိုးပေါအောင်တွားဖို့အတွက်ဒီကောင်ကငါချော်ဖို့အတွက်ဖြစ်တယ်ဆိုတာကိုဆင်မကြီးခေါင်းထဲမှာမြင်ဖို့လိုပါတယ်ဟုတ်ပါရဲ့နော်အဲ့တော့မြင်နေ ấy ဆိုရင်ဒီနေ့ဖြစ်နေတဲ့ကိစ္စတွေဟာအရာရာအားလုံးဟာအသေးမွားတကြီးတစ်ခုနဲ့ကျွန်တော်တို့အောင်မြင်မှုပန်းနိုင်ဒီဂုံးလေးတစ်ခုကိုကျွန်တော်ကြော်နိုင်ပြီဆိုရင်ကျွန်တော်တိုင်ပြီလက်ကမောင်းခတ်လို့ရတယ် ဟုတ်ပြီနော်အဲ့တဘောအဲ့တဘောတရားလေးကိုဆင်မကြီးနားလည်ဖို့လိုပါတယ်နော်အဲ့တော့ဘာမဟုတ်တဲ့ကိစ္စလေးတွေကနေပြီးတော့တိုင်းပြည်အပြည့်အပြည့်နဲ့အားရင်ရုပ်ပြီးတော့ဒီကုန်းလေးတော့မကြော်နိုင်တဲ့ဆင်မကြီးဟာကျွန်တော်တို့ဘယ်ရွေ့ထိဘယ်တိုင်းတားထိကျွန်တော်ဆက်သွားရမလဲဆိုတဲ့အရာဆင်မကြီးကောင်းတယ်မှာဆင်မကြီးမျော်မြင်ရှိပါတယ်ဆင်မကြီးမှာတွေးခေါ်နိုင်တဲ့နေရာတွေရှိပါတယ်စီရင်နှုန်တရားတွေလည်းကောင်းပါတယ်နော်နိုင်ငံရေးဟိုဘာဗျူဟာအုံနောက် brain တွေလည်းဆင်မကြီးမှာရှိပါတယ်ဆင်မကြီးကိုဝိုင်းရံနေတဲ့နော် တော့ပညာရှင်တွေကလည်းအများကြီးဘေးမှာရှိနေပါတယ်။ဒါပေမဲ့သူအားလေးတစ်ခုပဲကျွန်တော်တို့စ조사ခိုင်းတယ်။ရောက်မလို့စင်မာကြီးကိုဝိုင်းပြီးတော့တွန်းတိုက်ပြီးတော့အားတွေဖုံနေနဲ့လှန့်နေတာကစင်မာကြီးဇာတိမှန်နိုးကြွားနေဖို့ဖြစ်ပါတယ်။အဲ့ဒီချက်နော်။အဲ့တော့ကျွန်တော်အားလုံးကိုနောက်တစ်ခုကျွန်တော်ပြောချင်တာကနော်။ဒီ institution နဲ့ပတ်သက်တာပေါ့နော်။နိုင်ငံရေးပေါ့။ဒါဒီ institution တွေကိုနားလည်ဖို့အတွက်နိုင်ငံရေးသဘာဝကောင်းနေလို့ရတယ်။ယနေ့နိုင်ငံရေးသမားတွေမရှိတဲ့အချိန် တက်မတော်ရဲ့ခေါင်းဆောင်တွေကဒီ institution ရဲ့သဘောတရားကိုနားလည်ဖို့ကျွန်တော်ခပိမ့်မိန်လေးပဲကျွန်တော်လူသားအလုံးနားလည်တဲ့အရာလေးတစ်ခုကိုကျွန်တော်ပြောပြဤဒီ institution ကိုမှနားမလဲရင်ခုရှိနေတဲ့ထောက်တိုင် institution တွေရဲ့သဘောတရားကိုမှနားမလဲဘူးအားနည်းချက်တွေကိုမှမသိဘူးဖြည့်စည်ရကောင်းမှမရှိဘူးဆိုရင်တော့ကျွန်တော်တို့ minus ဘက်ကိုသွားမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပါဟိုတနေ့ကကျွန်တော်ကြက်ခိုင်ပါတီဥက္ကရာကြီးနော်ဥက္ခိလောက်တဲ့ပွဲတစ်ပွဲကိုကျွန်တော်မထင်မှတ်ဖ ೇನೆ ကျွန်တော်ရောက်သွားတယ်ကျွန်တော်မဖိတ်ပါဘူး ဖိတ်ထားတာမရှိပါဘူးအဲ့တော့အဲ့ဘွဲကိုကျွန်တော်မတိဖက်ဘဲနဲ့ရောက်ရင်းနဲ့ရောက်သွားရင်းနဲ့ပေါ့နော်အဲကျွန်တော်တို့ကျွန်တော်ရောက်သွားရင်းနဲ့ပေါ့ကျွန်တော်ဘာလုပ်ရလဲဆိုတော့သူနောက်ဆုံးခုန်လေးမှာကျွန်တော်တွန်းနှားထောင်နောက်ထောင်ရင်းနဲ့ကျွန်တော်ဘာပေါ်လာလဲဆိုတော့ဩငါ့ကိုများတွေ့လို့နော်ဥခင်ကြီးကအကမိုးစိတ်ကြီးဟာမင်္ဂလာပါအာကျွန်တော်ကနှုတ်ဆက်ပါပဲကျွန်တော်တွေ့ခင်မရခဲ့လိုက်ပါဘူးတွေ့ဖို့ကြိုးစားပြီမရပါဘူးအဲ့တော့အဲကျွန်တော်တို့ရန်ကုန်ရန်ကုန်မှာပေါ့နော်ရန်ကုန်ခရိုင်ဦးလင်းမော်တိုင်းရုံကျုံမှာပေါ့အဲရန်ကုန်ဘိုးရုံကျုံပေါ့နော် ရန်ကုန်ဘိုးရုံးကျုံမှာအဲတန်လွင်လမ်းမှာပေါ့နော်ကျွန်တော်ရောက်သွားတဲ့အချိန်မှာမထင်မှတ်ပဲနဲ့ရောက်သွားတာပေါ့နော်အဲတကယ်လို့များငါ့ကိုဟာကမုတ်စကြီးလာပါစကားလေးတက်ပြောပြပါတခွန်းကျွန်တော်ဘာပြောမှာချက်ချင်းကျွန်တော်ကောင်းတယ်မှာကျွန်တော်ပေါ်လိုက်ရောစဉ်းစားထိုင်နေနေစဉ်းစားငါဘာကောင်းစီလေးပြောမလဲပေါ့အဲတော့ကောင်းစီလေးတကူကျွန်တော်သတိရလေးပြောမယ်ဗျဒါမျက်စောဗျာဟောခဲ့တဲ့တရားလေးနဲ့အညီပေါ့နော်ကျွန်တော်တို့အချိုးတရားကောင်းနေနော်အချိုးတရားကောင်းနေဖြစ်ဖို့အတွက်အချောင်းတရားတွေကောင်းရမယ်အချောင်းတရားတွေစင်ကြရအောင် ဒါမြတ်စွာဘုရားဟောခဲ့တယ်အကြောင်းကောင်းမှအကျိုးကောင်းပဲဟုတ်ပြီနော်တိုင်းပြည်ရဲ့ဆိုးကျိုးတွေနော်တိုင်းပြည်ရဲ့အဆိုးတရားတွေနော်ပြီးရပြင်ကောင်းတဲ့အကောင်းတရားတွေကောင်းကျိုးတွေကောင်းကျိုးတွေနဲ့ဆိုးကျိုးတွေတိုင်းပြည်မှာတွန်တွဲပြီးအခုပေါ်ပေါက်နေတာဘယ်သူမှငင်းလို့မရငင်းလို့မရနော်ဘယ်သူမှငင်းလို့မရအရှိတရားလက်ရှိရှိတရားအဆိုးတွေလည်းတွားနေတယ်အကောင်းတွေလည်းတွားနေတယ်ဟုတ်ပြီနော်အဲ့ဒီဟာတွေရဲ့ အခြေခံကဘာလဲအကြောင်းတရားမိမိပြုနေတဲ့အကြောင်းတရားတွေအဲ့ဒီအကြောင်းတရားတွေကိုစဉ်းကျင်လုပ်နိုင်ပြီးတော့ပြန်လဲစီစစ်ရဒါကြောင့်မလို့ဘယ်ဆိုပြရဟောတယ်အကြောင်းကောင်းမှအချိုးကောင်းမယ်အကြောင်းမကောင်းရင်အဆိုးကောင်းနေပေါ်လာအဲ့တော့ဒီစဉ်းကျင်နိုင်တဲ့အကြောင်းတရားတွေကိုပြန်သုံးသပ်လေ့လာရမယ်ဒီအကြောင်းတရားတွေမှာလိုအပ်ချက်တွေရှိရမယ်ပြုပြင်ရမယ်ထိန်းချောင်းရမယ်ပဲ့ပြင်ရမယ်ဖြည့်ဆွဲရမယ်အယူဆအတွေးခေါ်အကြောင်းတရားတွေအားလုံးဟာ အတိညာနဲ့အချောင်းချိုးအကောင်းဆိုးအမားမှန်ဝေဖန်ပိုင်းကြနိုင်တဲ့အတိညာနဲ့ပြန်ဆင်ကျင်နိုင်ခြင်းဟာပါလဲဆိုတော့နိုင်ငံတကာနိုင်ငံရဲ့အုပ်ချုပ်မှုအုပ်ချုပ်နေတဲ့ရန်တရားကိုဥဆောင်နေတဲ့အဖွဲ့အစည်းတွေခေါင်းဆောင်တွေဝန်ကြီးချုပ်တွေမှာအဲ့အချောင်းတရားကိုပြန်ဆင်ကျင်နိုင်ခြင်းဟာအတိုင်းပြည်နိုင်ငံရေးလို့ခေါ်တယ်ဒါကျွန်တော်ကျွန်တော်နားလေတဲ့အပိန်လေးပဲဒီအချောင်းတရားကိုမဆင်ကျင်နိုင်သေးတာတော့နိုင်ငံရေးဘယ်လိုမှရှင်းတဲ့အကြောင်းမရှိဘူး အချိုးတရားကောင်းတွေလည်းမပေါ်ဘူးမလားမပေါ်နေမယ်နော်အဆိုးတွေလည်းဖြစ်နေမယ်အဆိုးတွေများနေမယ်အချိုးတရားတွေကတင့်တဲ့လောက်လေးမှရက်တန့်နေမယ်ဘာကြောင့်လဲအကြောင်းတရားကိုမစင်ကျင်ကြလို့ဖြစ်နေတဲ့ကိုလက်ရှိလုပ်နေတဲ့အကြောင်းတရားတွေကိုစင်စင်ကျင်ကျင်နဲ့နော်ရိုးရိုးတတ်တာမလုပ်လို့တချို့ကြောင့်လည်းတချို့လူကြီးတွေဝင်ကြီးဌာနတွေပြည်တော်စုဝင်ကြီးတွေကအဆောက်ဒီအကြောင်းတရားတွေကိုစင်ကျင်နိုင်မှလားကျွန်တော်နိုင်ငံရေးအရေးတခုကိုယူနိုင် ဲ့ဒါနိုင်ငံရေးလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့တချို့တွေကဘာလုပ်လဲအချောင်းတရားလေးတွေဒီနားလေးမှာတန့်ထားတယ်မလုံးမရှုံမပြုတ်ဝင်းကြီးချုပ်ကြီးလာတဲ့ခါကျရင်ဒါလေးဒါလေးဒါလေးရှိပါတယ်ဒါလေးတွေလိုက်ပြဒီနေရာမှာလေးတန့်တယ်ထိုးပေါက်ပြီးတော့ဖြတ်ထုံးညံနဲ့ကြီးတယ်မကအောင်မြင်တဲ့အချိုးတရားကောင်းတွေရောက်အောင်တာဝန်ခံပြီးတတိရှိရှိလုပ်မယ်ဆိုတဲ့အစွမ်းစားကိုမထုတ်ဘူးအဲ့ဒါပါလေဒီအကြောင်းတရားတွေကိုရှင်ကျင်နိုင်တဲ့အားနေနေတာ ဒီကြောင့်တရားတွေတော့ငါတို့ကမျိုးချစ်စိတ်ဇာတိမှန်စိတ်เนาะတိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံတော်ကိုငါတို့လက်ထက်ကနေလွတ်တဲ့အခါမှာနောက်အနာဂတ်မှာတက်လာမယ့်အဆိုးရအခုရွေးကောက်ပွဲမှာတက်လာမယ့်အဆိုးရနောက်လူငယ်တို့တရက်အတွက်အဆိုးရဆိုလောက်ကောင်ပြည်သူလူတွေတော့လူငယ်တို့တရက်အတွက်ငါတို့လုံနိုင်စေငါတို့စွန့်ပြီးတော့ငါတို့ရဲ့အသက်တွေငါတို့ရဲ့ခန္ဓာကိုယ်တွေကမကြခင်မှာနော်အရွယ်တည်ပြီးတော့အရွယ်လွန်ပြီးတော့ငါတို့အနားယူရမယ့်အချိန်မှာဒီလူတွေကိုငါတို့နော်အစင်သေးဖြစ်နိုင်အောင် လုံနိုင်ရင်ငါတို့လုံသွားမယ်ဆိုတော့တိုင်းပြည်ချစ်တဲ့စိတ်ဇာတိမှန်စိတ်ခုနရှင်မာကြီးပြောသလိုပေါ့ရှင်မာကြီးဇာတိမှန်နိုးစားနေချင်တာအဲ့စိတ်တွေပေါက်မယ်ဆိုရင်ကျွန်တော်တို့ကောင်းတဲ့အရွေးတိုင်းပြည်အနာဂတ်အတွက်လူငယ်တွေအတွက်လာမယ့်အဆိုးအတွက်အကောင်းဆုံးအရွေးကိုယူနိုင်ကျွန်တော်စဉ်းစားမိအဲ့တော့ဘာပဲပြောပြောအချောင်းတရားကောင်းတွေကိုဆင်ခြင်မှာတုံးတက်ပါလိလကိုပြုမဲ့အချောင်းတရားတွေဟာမှားနေလားမှန်နေလားဘယ်နေရာမှာအားနေနေတယ်ဘယ်နေရာမှာလိုအပ်ချက်ရှိတယ်ဘယ်နေရာမှာကျွန်တော်ပြုပြင်ရမလဲဘယ်နေရာမှာဘု து ကိုငါတို့ငါတို့အားပေးနေတာ ဘသူတွေလဲဟုတ်ပြီနော်အဲ့တော့တိုင်းပြည်မှာအခုဘာအခုပေါ်လာလဲဆိုတော့စစ်ရေးရအားနဲ့လာတယ်ကျွန်တော်ဘာလို့ပြည်သူစစ်ကျွန်တော်ဖွဲ့ကြတော့ပြည်သူစစ်တွေဝင်လာတယ်တော့စစ်မှုထမ်းတော့စစ်သားစစ်မှုထမ်းအဖွဲ့တွေပေါ်လာစစ်မှုထမ်းမဲ့တော့ဥပဒေပေါ်လာတော့စစ်မှုထမ်းလူငယ်တွေပေါ်လာတယ်အဲ့ဒါစင်မာကြီးချောက်ကိုအားကန်ပေးမဲ့နော်တုတ်ပြီးညောင်ပြီးတော့ချောက်ချိုးနေတယ်ဆိုရင်လည်းအဲ့ချိုးနေတဲ့နေရာကိုဘာခေါ်မလဲကျွန်တော်တို့တုတ်နဲ့ ်ခြီးပြီးတော့ခြေထောက်ကျိုးရင်ဘာလို့လဲဒုတ်ထောက်ပြီးတော့ထိုးထောက်ပြီးတော့ကျိုးချီပြီးတော့လုပ်ပြီးအဲ့ဒါတွေကရှင်မကြီးခြေထောက်ကိုထောက်ကန်ပေးတာလေနော်အင်အားစုတွေအင်အားစုတွေအဲ့ဒီပုံမှာလေရှင်မကြီးကအပြုသဘောဆောင်ပြီးနားလည်မှုထားငါ့ကိုကြားကန်ပေးအောက်ကငုတ်ကြည့်နော်ငါ့ကိုကြားကန်ပေးတဲ့ပြည်သူစစ်တွေရဲ့အင်အားငါ့အတွက်ဘယ်လောက်တန်ဖိုးရှိနေသလဲငါ့ကိုနောက်ကနေစော်ဩနေတဲ့လူတွေငါ့ကိုထုရိုက်နေတဲ့လူတွေ ငါ့ကိုပြစ်နေတဲ့ခဲတွေငါ့ကိုဘုံတွေတီးပေးတယ်မြောက်ပေးနေတယ်ငါ့ကိုအားမနေပြဇာတိမှန်ဖြစ်အောင်လှုပ်စေတယ်ဆိုတဲ့သဘောတရားလေးကိုမြင်မယ်ဆိုရင်ယနေ့ကိုစော်ဘုန်းကြီးခင့်နေတဲ့ကိစ္စတစ်ခုဟာဗာမုတ်တဲ့ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကိုနိုင်ငံခေါင်းဆောင်တွေအတိတသေးအတိမြင်မြင်ကျယ်ကျယ်နဲ့မြင်နိုင်ပါစေလို့ကျွန်တော်တို့ဆုတောင်းပါတယ်အဲ့တော့အတိမြင်ကျယ်ပါစေမျက်လုံးကြီးကြီးပွင့်ပါစေကျွန်တော်တို့ရည်ရွယ်ချက်ကောင်းကောင်းနဲ့အနာဂတ်ကိုတွန်းရည်နိုင်တဲ့နိုင်ငံခေါင်းဆောင်ကောင်းကြီးတွေဖြစ်ကြပါစေကျွန်တော်တို့အမြဲကျွန်တော်တို့ထောက်လျှောက် တမိုင်းတွေကျွန်တော်ရှိပါတယ်ကျွန်တော်ကြားကန်ပြီးတွန်းပြီးတော့အာရင်တွေမွေးပြီးတော့ပံ့ပိုးဝမ်းရံနေတာပဲရှိပါတယ်တမတော်နဲ့နိုင်ငံပေါ်မှာဖြက်စီဖြက်စီလှုပ်ချင်တဲ့စိတ်ဆန္ဒတစက်မှမရှိသေးဘူးဆိုတော့ကျွန်တော်တမိုင်းတွေဖော်ပြနေပါတယ်လက်ရှိလည်းသွားနေတယ်အနာဂတ်အတွက်လည်းကျွန်တော်ရည်သွားမယ်အခုတိုင်းပြည်ကအချွေရရှေ့ကိုမရွေးပဲတပြေးပြေးနဲ့နောက်ပြန်ရွေးလာတဲ့နော်အချိန်နေရဲကတပြေးပြေးမြင်အောင်လာတယ်ပေါ့နော်အငွေတက်တယ်မြင်ရအဲ့တော့ဒီနေ့တိုင်းပြည်မှာအခု hot issue ဖြစ်နေတယ်ကိုစော်ဝင်းကိစ္စပေါ့နော် ကိုတော်ဝင်းကိစ္စပါအမှန်တကယ်တွေးကြည့်ရင်တော့ဘာမှမဟုတ်ဘာမှမဟုတ်လောက်တဲ့ကိစ္စကြီးတခုအကြီးလှုပ်ပြီးတော့ပုံကြီးချဲ့ကြရအောင်နော်အပြောဆိုကိုတော်ဝင်းရဲ့အပြောဆိုနော်အနေထိုင်ပြုမှုသူ့ရဲ့ဇေယျသူလာတဲ့သူ့ဇေယျရဲ့သူ့ပုံစံလေးနဲ့သူကရိုးစင်းတာသွားတယ်သူကိုယ်သူဘာဖြစ်နေလို့ဖြစ်နေမှန်း तू မသိတဲ့လူတယောက် ူ့ရဲ့ level ကဘယ်ထိရောက်နေတယ်ဆိုတာကိုလည်းသူ့ကိုယ်သူပြန်မသုံးသတ်တတ်တယ်လူတယောက်။ तू ဟာအရှိကိုအရှိတိုင်းသွားတယ်။အမှန်အမှန်တိုင်းသွားရင်နိုင်ငံအတွက် तू အနစ်နာခံပြီးဆက်မယ်ဆိုရယ်ရိုးစင်းတဲ့အထွေးပဲ तू သွားတယ်။ဒါပေမဲ့ तू ဟာနိုင်ငံရေး level တစ်ခုကို तू ရောက်နေတယ်။သူ့ကိုယ်သူနိုင်ငံရေး level တစ်ခုကိုရောက်နေလို့ तू သူ့ကိုယ်သူမသုံးသတ်တတ်ဘူး။ရိုးစင်းသွားတယ်ပဲ तू ပြောနေဆိုနေတယ်။နော်။အဲ့တော့ community ပြောတဲ့စကားတစ်လုံးရှိတယ်ဗျ။နော်။လူမာတဲ့တိုင်းပြည်တပြည်မှာပေါ့နော်။ နိုင်ငံရေးတွေနိုင်ငံရေးတွေနော်အရာရာအရေးတွေလုတော့မဲ့ခါကြရင်နော်သူတို့ကနိုင်ငံရေးဆန်နဲ့ပြောမယ်ဆိုရင် community တွေမြန်မာတုံးပါလူလူနိုင်ငံရေးနိုင်ငံမျိုးနိုင်ငံရေးနော်ဒီစဒီစကလုံးနေ activity ဟုတ်တယ်မလားလှုပ်ရှားတက်ကြွသူတွေလည်းအရေးနော်အမျိုးသားကြီးဆိုလည်းအမျိုးသားကြီး activity ဒါတွေကိုကျွန်တော်တို့ကပြန်ကောက်တယ်သူတို့ပြောခဲ့တဲ့ activity စကလုံးကိုကျွန်တော်တို့ကအမျိုးသားကြီး activity နိုင်ငံရေး activity နော်လူမှုရေး activity เนาะပရိဒအတပတီတွေနဲ့အတူအဲ့အတပတီလှုပ်ရှားတက်ကြွတဲ့ဘူဟန်နေနဲ့လှုပ်ရှားလာကြပြီးသွားကြအဲ့တော့ community တွေတုံးတဲ့နိုင်ငံပြုနိုင်ငံရေးဆိုတဲ့အရာကိုကိုစော်ကွင်းရသူ့ရဲ့အဆင့် level ကအဲ့ level ရောက်နေဒါမှမဟုတ် तू မသိဘူးဟောနိုင်ငံရေးတော်ကြီးကိုပြုပြင်ပြောင်းလဲဖို့ရန်အတွက်လိုအပ်တဲ့အချက်လက်တွေ data တွေနော်ကူညီပံ့ပိုးမှုတွေဆွမ်းဆန်းတမန်တွေအချိုးပြူတွေနော်တက်မတော်နဲ့အတူကူပေါင်းဆောင်ရွက်မှုတွေ လူလူနဲ့အတူပူးပေါင်းဆောင်ရွက်မှုတွေပါအခုနောက်ပိုင်းလှုပ်လာတယ်အဲ့တော့ဒီလှုပ်လာမှုပေါ်မှာမူတည်ပြီးတော့သူကနိုင်ငံပြုနိုင်ငံရေးတစ်ခုကို level တစ်ခုကိုသူရောက်နေတယ်ဆိုတာသူ့ကိုယ်သူမသိဘူးသူစီသူ့ရဲ့ activity လှုပ်ရှားမှုလေးနဲ့ပဲသူကသူပြောတယ်ရိုးရှင်းစွာပြောတယ်ဟုတ်တယ်မလားအဲ့တော့အားနေသွားတာကျွန်တော်ဘက်မှာလည်းအားနေတယ်သူ့ရဲ့ပြောနေဆိုနေတဲ့အပေါက်တွေကနိုင်ငံတော်နဲ့နိုင်ငံတော်အတွက်ထိခိုက်လာနိုင်တယ်ဆိုရင်ကျွန်တော်တို့ဝိုင်းကိုထိန်းကြောင်းရမယ်ပြုပြင်ပြောင်းလဲပေးရမယ် ဘသူရှိလဲဘသူတွေပြောင်းလဲပြီးတယ်ဘသူတွေထိန်းကျောင်းလဲဘသူမှမရှိသူ့ဘေးနားမှာသူတယောက်တည်းနော်အချိန်တိုင်းမိုးလင်းလာလို့သူအိယာနိုးလာရင်နောက်ဆုံးဘယ်ရောက်မလဲအရက်တောက်တက်တဲ့အတိုင်းဝိုင်းနေနာကိုသူရောက်မယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးနိုင်ငံရေး level တခုကိုတွားမယ်နော် level တန်းနေနဲ့သူမနီးဆက်ဘူးဒါတန်တော်ဘက်ကအားနေတဲ့အချက်တွေအဲ့တော့သူ့ကိုပြုတ်ပြင်ထိန်းကျောင်းမဲ့လူသည်သူ့ဘေးနားမှာမရှိအဲ့တော့ဒါဒီအရေးလေးတွေကိုကျွန်တော်တို့မြင်တော့ကျွန်တော်တို့ပြုတ်ပြင်ထိန်းကျောင်းမှုအတွက် ကျွန်တော်တို့အနည်းဆက်ဆုံးရအောင်ဖန်တီးတယ်စ조사တယ်သူ့နားကိုရောက်အောင်သွားတယ်ဒါပေမဲ့ကျွန်တော်ရောက်သွားတာနောက်ကျသွားတယ်သူ့ကိုကျွန်တော်တို့ဘလို့မှနော်အပီ1ရန်နဲ့အဆင့်လောက်ပဲကျွန်တော်တို့လုံနိုင်ခဲ့တယ်ပြုပြင်ထိန်းချောင်းတဲ့အဆင့်ကကျွန်တော်တို့ခြေတလန်းနောက်ကျသွားတယ်အဲ့တော့အားနေချက်အခုဖြစ်လာခဲ့ဟုတ်ပြီထားဒါဒါကိုစော်ဘုန်းကြီးအတွက်ကကျွန်တော်တို့ပြောတာဟုတ်ပြီသူ့ရဲ့ပြောနေဆိုနေတဲ့အပေါက်တွေမှားနေလားပြုပြင်ကြလေဟုတ်လားဘယ်သူမှပြုပြင်ရရင်းနေနိုင်ငံခေါင်းဆောင်နေနေနဲ့လေပြုပြင်ပေးရမှာပဲ နိုင်ငံရေးကိုနိုင်ငံရေးရအတုံးချတတ်တဲ့ခေါင်းဆောင်တွေဆိုရင်ပြောတာပေါ့ဗျာတက်မလို့အကြီးကြီးဆိုလဲဒီလိုပဲနော်စစ်ဖက်ရေးရမှာလိုအပ်ရင်လိုအပ်တယ်လို့အတုံးပြုလို့ရတဲ့ဒီလူငယ်တယောက်ကိုငါတို့ဘယ်လိုပြုမြင်ထိန်းကြောင်းမလဲအဲ့ဒါနိုင်ငံရေးနိုင်ငံရေးအတွေးခေါ်ပဲဟုတ်ပြီနော်နိုင်ငံရေး level နဲ့နိုင်ငံရေးအဆင့်တန်းပဲနောက်ဆုံးစကယ်လုံးကောင်းကောင်းနဲ့ပြောမယ်ဆိုရင်နိုင်ငံရေးယဉ်ကျေးမှုနော်နိုင်ငံခေါင်းဆောင်တွေကနိုင်ငံရေးယဉ်ကျေးမှုရှိရမယ်တက်မလို့ခေါင်းဆောင်တွေကတက်မလို့အတိုင်းဝိုင်းရဲ့ယဉ်ကျေးမှု ပုံစံကိုပြောင်းလဲပြပြီးဖန်တီးရအောင်အဲ့ဒါရှင်ချင်းမှုဒီရှင်ချင်းမှုကိုနှီးစအောင်မလုပ်ဘဲနဲ့မကျင်တတ်တဲ့အချိန်မှာမကျင်တတ်တယ်လို့လှုပ်လိုက်တဲ့လုံးမယ်ဆိုရင်တော့ဘယ်သွားမလဲ minus အရွေးပဲကိုကျွန်တော်တို့ပြောမယ်အရွေး minus ဘက်ကိုသွားမယ်ရှစ်တရမဲ့လမ်းကြောင်းကိုကျွန်တော်ရှင်းမတက်နိုင်ဘူးနောက်ဆုတ်တဲ့လမ်းကြောင်းကိုသွားမယ်ဥပမာပြောပြောကျွန်တော်တို့နော်အပိဝိုင်းရထောက်ခံတဲ့လူအားလုံးစိတ်ဝမ်းကွဲကြဒါအရမခက်ပါဘူးလှုပ်လွယ်လွယ်လေးပါလှုပ်တဲ့နီးလမ်းတွေလည်းရှိလှုပ်လို့လည်းရတယ် ဲ့တော့ပပနဲ့နဲ့နိုင်ငံကြီးကိုကင်ထွက်တတ်မယ်ဆိုရင်ကျွန်တော်တို့အင်အားကြီးတွေကပြန်တိဆောက်လာနိုင်ပြီးတော့တိုင်းပြည်အရေးတွေကိုမကောင်းတွန်းနိုင်ဒါကကိုစိုးပေါ်ကြီးနဲ့ပတ်သက်တာလေးကျွန်တော်အကြမ်းကြီးလေးပဲပြောတာဟုတ်ပြီနိုင်ငံတော်ဘက်အချမ်းကိုပြောမယ်နိုင်ငံတော်မှာဘာဖြစ်နေလဲနိုင်ငံတော်မှာကျွန်တော်စပြောမယ်တက်မတော့ရှိတယ်နော်တိုင်းပြည်ရဲ့အချုပ်အခြာအာဏာနဲ့နော်ရင်ကျင်းမှုတွေကိုထိမ့်သိမ့်ကာကွယ်ဖို့တက်မတော့ရဲ့ထောက်တိုင်ကြီးအကြီးဆုံးဖြစ်တယ်ယနေ့တက်မတော့အာဏာကိုထိန်းထားဆိုပို့ပြီးတော့ထောက်တိုင်ကြီးပါတယ် တော့တက်မတော်မှာ institution ရှိတယ်။အဲ့ဒေါက်တာကြီးကိုထိန်းကျောင်းနေတယ်တက်မတော်မှာ institution ဆိုတာရှိ။အဲ့လိုပဲတက်မတော်ကဖွဲ့စည်းပေးတဲ့နိုင်ငံတော်မှာလည်း institution ရှိရမယ်။ခိုင်မာရမယ်။ဟုတ်ပြီနော်။နောက်တစ်ချက်ဖွဲ့စည်းထားတဲ့အဖွဲ့အစိုးရအဖွဲ့မှာလည်း institution ရှိရမယ်။ institution ခိုင်မာရမယ်။ဟုတ်ပြီနော်။အဲ့တော့အစိုးရတက်မတော်နဲ့နိုင်ငံတော်အဖွဲ့မှာ institution တွေတက်တက်ကြွကြွနဲ့အားဆိုင်ခွန်ဆိုင်လှုပ်ရမယ်အချိန်မှာ ကျွန်တော်အားနည်းမှုတွေရှိတယ်ဖွဲ့စည်းပုံဆိုတာလည်းဖွဲ့စည်းပုံမှာ institution ရှိတယ်ဖွဲ့စည်းပုံရဲ့ institution ခိုင်ခိုင်မာမာနဲ့เนาะအင်အားတောင့်တင်းစွာနဲ့ရပ်တည်နိုင်တဲ့အခြေအနေရှိရဒါပေမဲ့အားလုံးကိုအဲ့ institution တွေအားလုံးကိုကျွန်တော်လေ့လာတဲ့အခါမှာအကုန်လုံးအားနည်းနေအကုန်လုံးမပြီးပြည့်စုံအပေါ်ဆိုးတာကယနေ့နိုင်ငံတော်တက်မတော်ပဲအခန်းကဏ္ဍရဲ့ institution နဲ့နဲ့ခိုင်တာရဲ့တက်မတော် professional ဆိုတာတက်မတော် institution မှာဆိုတော့မှတက်မတော်မှာလည်းအားနည်းချက်တွေရှိလို့ကျွန်တော်တို့ CA minus တွေကျွန်တော်မြင်ရတယ် ဒီလိုပဲအစိုးရအဖွဲ့ကြီးမှလည်းခိုင်မာတဲ့ institution ကိုတဆိုင်မမှန်မတော်နိုင်ဘူးအားရင်မရှိဘူးချိနဲ့နေနေနော်အဲ့ဒါကြောင့်ကျွန်တော်တို့ဘာဖြစ်လဲတိုင်းပြည်ရဲ့အုပ်ချုပ်ရေးရန်တရားကိုလည်းတိတိကျကျပတ်မှန်နေမတော်နိုင်ဘူးဆိုတာကိုအကုန်လုံးညင်နေတွေ့တယ်ဘယ်သူမှညင်လို့မရဟုတ်ပြီလားဒီ institution တွေခိုင်မာဖို့အတွက်ကျွန်တော်တို့ဘာဖြစ်လို့ကောင်းမလဲဝိုင်းရံအားပေးတဲ့အင်အားတူတရဆိုတာလေရှိဟုတ်ပြီနော်ဒီအင်အားတူတွေကဒီ institution တွေရဲ့အရန်အင်အားတွေပဲ ဒီသဘောတရားလေးတွေကိုနိုင်ငံတော်ကလည်းမြင်ရမယ်အစိုးရအဖွဲ့ကလည်းမြင်ရမယ်တပ်မတော်အဖွဲ့ကြီးကလည်းမြင်တယ်ဆိုရင်ကျွန်တော်တိုင်းပြည်ကိုတွားတဲ့အရွေတွေကမြန်မြန်နဲ့ဆက်ဆံသွားမယ်ဟုတ်ပြီနော်အခုစလိုင်းတော့ဆရာစလိုင်းအခု Zoom meeting တွေမှာကျွန်တော်အမြဲတမ်းနားထောင်တယ်ဟုတ်ပြီနော်ဒါကြောင့်မို့နိုင်ငံတော်အတွက်က institution တွေတော့ဆရာစလိုင်းကဘာပြောလဲဆိုတော့ရှင်မာကြီးနဲ့ကျွန်တော်ညှိနှိုင်းချင်ပြီးတော့ပြောတယ်နော် institution တွေမှာခိုင်မာမဲ့ထောက်တိုင်ဖွဲ့စည်းပုံမှာပဲကြီးကြီးနိုင်ငံတော်မှာပဲရှိ ဒေါက်တာကြီးလေးတိုင်နဲ့အတူသူ့ရဲ့နှမောင်းရှိရငါးချက်နဲ့ညီမြနိုင်ငံတော်လည်းပြန်ကြည့်အဲ့ငါးချက်နဲ့ညီမြနော်သူ့မှာခြေလေးကြောင်ခိုင်မာတဲ့ခြေလေးကြောင်ရှိဒီခြေလေးကြောင်ကိုအားရင်မရှိတော့ဘူးဆိုရင်ခုခက်ခဲနေတယ်ကျွန်တော်တို့ဂုံးတက်ကလေးတခုတောင်မှဒီစင်မာကြီးကတက်လို့မရသူ့ရဲ့အားရင်နဲ့ချိနေတယ်ကျွန်တော်ပြောပါတယ်တိုင်းပြည်ကဘယ်လိုရောက်နေတယ်ကျွန်တော်တို့ minus အားရင်တွေရုပ်ရော့နေနော်ဗန်တောင်ဆုံးအဖြစ်ကအားရင်ရုံနဲ့ချိနေရုံနဲ့မဟုတ် drip ပါသွင်းနေရတယ် အဲ့တော့စင်မာကြီးကိုကျွန်တော်တို့ကတွစ်သွင်းပြီးတော့ခြေလက်တွေလှုပ်အောင်ကျွန်တော်တို့ကစူးစမ်းနေတဲ့အချိန်နော်ထပ်ပြီးဖြစ်နေတာကစင်မာကြီးရဲ့ခြေထောက်ကမကြွနိုင်ဘူးခိုင်မာတဲ့ဒေါက်လေးတောင်းနဲ့ထောက်ထားတဲ့စင်မာကြီးရဲ့ခြေထောက်ကမကြွအောင်အားရမရှိတော့သူ့ကိုကြွက်တွေကိုက်တယ်တရိษံတွေကိုက်နေတယ်နော်ပျော့စိတ်တွေဝိုင်းအောင်ကိုက်ခဲနေတဲ့အချိန်မှာတော့မှဒီစင်မာကြီးကိုဝိုင်းပြီးတော့ခြေထောက်ကိုကြွအောင်သူမလုံနိုင်မလုံနိုင်တော့ဘာဖြစ်လဲဘေးမှရှိရဲ့သူ့ကိုထိန်းချောင်းနဲ့သူ့ရဲ့စင်ထိန်းတွေရောလောကအားပေးဝိုင်းရနေလောကအကုန်လုံးကဘာဖြစ်လဲအဲ့စင်မာကြီးခြေထောက်ကြွားဖို့တော့ အားနဲ့ခွန်ဆိုင်အင်းနဲ့အားနဲ့ဝိုင်းဟောကြတယ်နော်အဲ့ဒါတွေကနော်ဂဲတွေနဲ့ပောက်တယ်တို့တွေအဲ့ဒါပါလေအဲ့ဆင်မကြီးခြေတော့ကြွလာအောင်ဒီဂုံးလေးကိုတက်နိုင်အောင်အင်းအားတည့်ရနေနဲ့ထုတ်ပေးတာအဲ့ဒါကိုဆင်မကြီးကဘလို့နားလဲရမလဲသူ့ရဲ့ဇာတိမန်အားရင်တွေပေါ်ပေါက်လာအောင်အတွက်ဝိုင်းရံပြီးတော့ဩငါရဲ့ဇာတိမန်ငါမှရှိတဲ့အင်းအားကြီးဒီဂုံးလေးကိုငါတို့ငါဂုံးကိုကြော်နိုင်ရမယ်ဆိုအဲ့ဆင်မကြီးစိတ်မှာဝင်လာဖို့လို့